ဂါတို့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ခင်မူပါမြန်မာစံတော်ချိန်ည9:00နာရီရှိပါပြီပြည်သူတရားရှင်ပေါင်ချိန်ဇလန်းရွဲကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါခင်ဗျဒါကြောင့်ကျွန်တော်ရဲ့ channel မှာအပတ်စဉ်တောက်ကြစနေတနင်္ဂနွေနေ့တိုင်းမှာည9:00နာရီချိန်ပြည်သူတရားရှင်ပေါင်ချိန်ဇလန်းရွဲအပိုင်းစာများကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်အပိုင်းတွေတင်တဲ့အခါမှာသိနိုင်ဖို့အတွက်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပြီးတော့ခေါင်းလောင်းလေးကိုနှိပ်ထားပေးကြပါဦးခင်ဗျာ ပိုင်းအဆမှာကတော့အိုက်ဟူနဲ့တီထင်ကတိုင်းမင်ကြီးရဲ့ဆောင်းပွဲဆောင်ရှိရာကိုထပ်ပြီးတော့ရောက်လာကြပြန်ပါတယ်။ပြီးတော့တီထင်ကဒီကိုဘာလို့ထပ်လာရတာလဲလို့မေးမယ်အိုက်ဟူကတော့မဖြေခဲ့ပါဘူး။အဲတော့တီထင်လည်းစိတ်မရှိတော့တဲ့အတွက်အိုက်ဟူနာမည်ကိုထပ်ခေါ်ပြီးတော့ထားမေးပါတယ်။အိုက်ဟူလည်းဖြေအားခန့်နေပြီးတော့သူများစီရှိမှမြင်ရတဲ့အခါကြီးဆိုင်ကိုလည်းညှိုးထိုးပြလိုက်ပါတယ်။အဲနောက်အိုက်ဟူကတီထင်ကိုခေါ်သွားပြီးတော့အခါကြီးတိုက်မယ်လို့ပြောလိုက်ပါတယ်။ဂျုံနဲ့အိုက်ဟူလည်းအခါကြီးဆိုင်ပေါ်ထက်ကနေဆောင်းပွဲဆောင်ဝန်းထဲကိုလှမ်းပြီးတော့ကြည့်နေပါတယ်။ဒါကြောင့်တီထင်လည်းသူတို့ကအခါကြီးဆိုင်မှာအခါကြီးလာတောက်တာမဟုတ်ဘူးလားလို့မေးပါတယ်။ ုံနဲ့အာယူလဲထိုင်လိုက်ရပြီးတော့ဆောင်းပွဲဆောင်တဲ့ကိုထပ်ပြီးတော့လမ်းကြည့်ပြန်ပါလိမ့်အဲကြောင့်တီတင်လဲအာယူဘသူ့ကိုစောင့်နေရလဲလို့မေးပါလိမ့်အာယူကတော့သူစောင့်နေမှာမဟုတ်ပဲတီတင်နဲ့သူလူစောင့်ပေးနေရလို့ပြောလိုက်ပါလိမ့်တီတင်လဲသူဘသူ့ကိုမှမစောင့်မဲနဲ့စောင့်နေလို့ပြောခံလာကြအောင်အန်အောနေတော့တာပါအာယူကတော့တီတင်ဟာဟိုနေ့ကတွေးခဲ့တဲ့လက်ဝိစင်တိုင်းသမားလင်းရင်ကိုစောင့်နေတာပဲလို့ပြောလိုက်ပါလိမ့်အာယူစကားကြောင့်တီတင်လဲရှက်သွားပြီးတော့တခါတွေ့ဦးတာနဲ့လာရှာစရာအကြောင်းမရှိပါဘူးလို့ပြန်ပြောလိုက်ပါလိမ့်အာယူကတော့သူ့မျက်လုံးကရှင်းရှင်းလင်းလင်းမြင်လိုက်တာကြောင့်သူ့ကိုမငြင်းမပြန်ပြောပါလိမ့် အာနောင်အာယူကတီထင်းလင်ရင်ပေါ်မှာခံစားချက်ရှိနေစွာကိုသိနေခဲ့တာပါဒီထင်းကတော့ပြေဝဝေမခံရင်မဲ့လင်ရင်ကသူတို့ဘက်ကရက်တီပြီးတော့တရားမျက်မျက်တတလှုပ်ပေးခဲ့တာကြောင့်မဆိုးဘူးလို့ပဲပြန်ပြောပါတယ်အဲ့ဒါအတွက်နဲ့တော့လင်ရင်ပေါ်မှာခံစားချက်ရှိနေလို့ပြောလို့မရကြောင်တီထင်းကပြန်ရှင်းပြပါတယ်ဒါပေမဲ့အာယူကတော့တကယ်လို့ဒီခေါက်တိုင်းမီနာရဲ့ဆောင်းပွဲမှာသာလင်ရင်ကတိုင်းမီနာရဲ့မှာအဆင့်တရခဲ့ဘယ်လိုလုံးမလဲလို့မေးလိုက်ပါတယ်အာယူကတော့ဒီချင်းအရောပြောပုံရတီထင်းကတိုင်းမီနာရဲ့မှာအဆင့်တရတဲ့သူနဲ့လက်ထပ်ချင်းငယ်မှန်းတီးသွားခဲ့တာပါ ပြီးတော့ဒီထင်ကခင်မုန်းလည်းအဖေပြည့်သူနဲ့အတူတိုက်ပွဲဝင်ပေးစီချင်တာကြောင့်တကယ်လို့လင်းရင်သာတိုင်းမညာရဲ့အဆင့်တရခဲ့ရင်လက်ထပ်မာလာလို့အာယူကမေးလိုက်ပါတယ်။ဒါကြောင့်ဒီထင်လည်းအာယူသူ့ကိုဒီလိုခေါ်လာခဲ့ပြီးတော့စောင့်နေရတဲ့အကြောင်းအမှန်ကိုတီးသွားခဲ့တော့တာပါ။အာယူကတော့အခွင့်ရနိုင်တဲ့အကြောင်းလင်းရင်တီထင်တို့တကယ်ဖူးစာပါလာနိုင်တယ်လို့ပြောလိုက်ပါတယ်။ဒီထင်ကတော့သူအတော်ဘာမလို့ပဲနဲ့အာယူကလောနေရကြောင်းအခက်တွေ့အောင်လုံနေရပဲလို့စားစားနားနားပြောလိုက်ပါတယ်။အာယူကတော့တငယ်ချင်းတွေပဲဆိုတဲ့အကြောင်းပြချက်ကိုသုံးလိုက်တာကြောင့်ဒီထင်လည်းတငယ်ချင်းဖြစ်တဲ့အတွက်တယောက်စားပေးမယ်လို့ပြန်ပြောပါတယ်။ အယူကတော့အတင်းညင်းလိုက်ပြီးတော့သူကငငယ်လေးပဲရှိသေးတာကြောင့်ဒဇက်လေးမှအလင်းမလို့လို့ပြန်ပြောလိုက်ပါတယ်ဒီနေ့လဲအယူတော့မယူဘဲနဲ့သူ့ကိုလည်းစီစဉ်မပေးဖို့ပြန်ပြောလိုက်တာပါဒါမှမဟုတ်အယူကတော့လင်ရွေနဲ့တီထင်ကအရန်ကိုလိုက်ဖက်နေရလို့ထပ်ပြောပြန်ပါတယ်တီထင်ကတော့မပြောစီချင်တာကြောင့်အယူလည်းငြိမ်ငြိမ်ပဲหนีလိုက်ရပါတယ်အဲနောက်တော့လင်ရွေကအဆောင်ထဲမှာနေပြီးတော့သူ့ရဲ့လက်ဆွဲလှန်နဲ့တိုင်းချင်းနေတာပါဂျုံနဲ့လင်ရွေလဲသူလေးချင်တာကိုချောင်းကြည့်နေလူကိုထွက်လာဖို့ခေါ်လိုက်ပါတယ်အဲလူကတော့လင်ရွေနဲ့ရန်ဖြစ်ခဲ့တဲ့ကြည်လင်ပါပဲကြည်လင်ကလင်ရွေရဲ့လှန်တိုင်းကိုကြည့်ပြီးတော့သုံးသပ်နေခဲ့တာပါ လေရင်ကတော့သူများတိုင်းလေးချင်းအောင်ကိုးကြည့်တာတိုင်းပညာရက်မှာတားမြစ်ထားတဲ့ရာပဲလို့သတိပေးလိုက်ပါတယ်။ဒါမဲ့ကြီးလင်ကတော့တိုင်းပြိုင်ပွဲမှာဒေတာပေါက်တိုင်းပညာကိုရှင်ပြိုင်မှာဖြစ်လို့ဒီတစ်ခါကျရင်တော့တစ်ဖက်လူရဲ့တိုင်းပညာကိုတွေးရမှာပဲလို့ပြောပါတယ်။အဲဒါမှာတော့ကြီးလင်ကသူ့မှာလက်နက်လည်းမပါလာသလိုဆောင်ပွဲဆောင်ကလည်းရန်ဖြစ်တာကိုတားမြစ်ထားကြအောင်တိုင်းပြိုင်ပွဲရောက်မှကြည့်မယ်လို့လေရင်ကိုသတိပြန်ပေးလိုက်ပါတယ်။ဒိုနယ်တစ်ဖက်မှာလည်းပေါင်လူကြီးများလက်ရွေးစင်မြောင်ကျွင်းကိုလူတွေခေါ်ယူစစ်ဆေးနေပါတယ်။အဲနောက်ပေါင်လူကြီးများကဘေးနားမှာရှိတဲ့ဆရာကုန်းဆွဲအမြင်ကိုလည်းမေးပါတယ်။ ။ရာကွန်ဆိုတော့မြောင်ကျွင်းရဲ့ပြောတွေကအမှန်တိုင်းပဲဖြေနေရကြောင်းယူသားတွေလို့သုံးသပ်ပါတယ်။ပေါင်လူကြီးမလဲမြောင်ကျွင်းကယူသားပြီမယ်။လိုက်တော့ညီတွေတိတ်ပြီးတော့မနေတတ်သေးဘူးလို့ပြောနေခဲ့ပါတယ်။အန်အောင်စစ်သူကြီးနေနဲ့ဆိုရင်တော့ကောင်းကျိုးဆိုးကျိုးဒွန်တွဲနေလောက်တယ်လို့ပေါင်လူကြီးမင်းကသုံးသပ်ပါတယ်။အဲ့ဒါမှာတော့ပေါင်လူကြီးမင်းကကျင်းတုံးလန်းကကြီးလင်ရောက်လာပြီလားလို့ဝမ်ချောင်းကိုမေးလိုက်ပါတယ်။အဲ့ဒါဝမ်ချောင်းလည်းကျင်းတုံးလန်းကကြီးလင်ဟာအဲဒီဆောင်မှာစောင့်နေဖြစ်ကြောင်းတင်ပြပါတယ်။ပြီးတော့မြောင်ကျွင်းကတော့လင်ရွှဲစီကိုလာပြီးတော့ပေါင်လူကြီးမင်းကတာမန်ကိစ္စတွေပဲမေးချောင်းပြန်ပြောပြပါတယ်။ ။မြောင်ကျွင်းလဲလင်းရင်လူတွေဖြေးဆွားမှာပဲအချိန်လဲလို့မေးလိုက်ပါရီ။လင်းကတော့အစင်တိုင်းဆိုရင်မနှက်ဖြံမှာအလှဲရောက်မှာလို့ပြောပြလိုက်ပါရီ။အဲ့တော့မြောင်ကျွင်းကလန်တိုင်းလေးကျင်းနဲ့လင်းရင်ကိုကြည့်ပြီးတော့ဟဲတုံးလမ်းမှာတုန်းကလင်းရင်လန်ရှေရောက်မှာကြာဆုံးခဲ့ရတဲ့အကြောင်းတွေကိုပြန်ပြောနေခဲ့ပါရီ။လင်းကတော့သူကလန်တိုင်းလေးကျင်းအောင်တရံပြတ်နေတိုင်းလေးကျင်းခဲ့လို့ပဲလို့ပြန်ဖြေးပါရီ။အဲ့တော့မြောင်ကျွင်းကတော့တိုင်းမညာပွဲမှာလင်းရင်နဲ့နည်းနည်းနောက်ကျမှတွေ့ရင်ကောင်းမယ်လို့ပြောလိုက်ပါရီ။အဲ့လိုမှမဟုတ်ရင်တိုင်းမညာရှင်ဆိုတော့သူရလိုက်မှာမဟုတ်ဘူးလို့မြောင်ကျွင်းကပြောပါရီ။အဲကြောင့်လင်းရင်ကတော့တိုင်းမညာရဲ့မှာတိုင်းမညာရှင်6ယောက်ရွေးမှာဖြစ်လို့ ။မြောင်ကျွင်းရဲ့တိုင်းပညာနဲ့ဆိုရင်နည်းနည်းလောက်သတိထားလိုက်တာနဲ့ခက်ခဲမရှိတော့ပါဘူးလို့ပြန်ပြောလိုက်ပါတယ်။အဲနောက်မြောင်ကျွင်းကလင်းရင်းကိုမျိုးတော်တွေရှောက်လေဖို့ခေါ်လိုက်ပါတယ်။လင်းရင်းလိုမျိုးမြောင်ကျွင်းလဲမျိုးကိုပထမဆုံးရောက်ဘူးတာဖြစ်လို့သူတော်မှပြင်ထွက်ပြီးတော့ရှောက်လေခဲ့ကြောင်းမြောင်ကျွင်းကပြောပြပါတယ်။တမက်မှလည်းအာယူကအခါကြီးဆိုင်မောင်းနဲ့လင်းရင်းကိုစောင့်ကြည့်နေတော့ပါဒီထင်ရတော့သူတို့တွေခါးရီဆိုင်မှာထိုင်နေရနှစ်နာရီလောက်ရှိမလို့သွားကြဖို့ပြောနေပါတယ်။ပြီးရခါမှာတော့အာယူကဝမ်းသာအားနဲ့ဒီထင်းကိုထားကြည့်ဖို့ပြောလိုက်ပါတယ်။ဒုနဲ့ခါးရီဆိုင်ဘောကနေအာယူကလင်းရင်းကိုလန့်ခေါ်လိုက်ပါတယ အိုက်ကတော့ရှင်းနေရလောက်တုန်းကဒီမှာတွေ့ဘူးတာကြောင့်သူတို့ကမှတ်မိသေးလားလို့မေးလိုက်တာပါအဲနောက်လေရင်လဲခေါင်းချင်းပြပြီးတော့မျိုးတဲဆက်သွားဖို့ပြင်နေပေမဲ့အိုက်ကတော့အခါကြီးဝယ်တိုက်မှာဖြစ်လို့အပေါ်ကိုတက်လာခိုင်းလိုက်ပါလိမ့်ဒီထင်ကတော့အိုက်ကိုလေရင်ကိုခေါ်လိုက်တာကြောင့်နေရာခတ်နေခဲ့ပါပြီဒီထင်ကတော့သူတို့ကမိန်းကလေးတွေဖြစ်တာကြောင့်သတိထားဖို့ပြောနေပါလိမ့်ဒါပေမဲ့အိုက်ကတော့သူတို့ကအခုဆိုယောက်ျားလေးဖြစ်နေတာမေးမနေဖို့ဒီထင်ကိုပြန်ပြီးတော့သတိပေးလိုက်ပါလိမ့်ဒီထင်လဲသူတို့ယောက်ျားလေးဖြစ်နေမဲ့လေရင်ကိုခေါ်ပြီးတော့ဘာပြောရမှလဲလို့တွေးနေတာပါဒါကြောင့်အိုက်ကတော့လေရင်ကသူတို့အတွက်မတရားတာကို ပြန်ပြီးတော့ခြေပပေးကြတာကြောင့်လေးဝင်းကိုကျေးဇူးတော့တင်ရမယ်လို့ကြံပေးလိုက်ပါတယ်။အဲဒါမှာတော့အာယူကသူ့ကိုယ်သူအာယူလို့မိတ်ဆက်လိုက်ပြီးတော့ဒီထင်းကိုတော့တီလုံးလို့မိတ်ဆက်ပေးလိုက်ပါတယ်။အဲကြောင့်လေးဝင်းလည်းအကိုအိုက်နဲ့အကိုတီလို့ခေါ်ပါတယ်။ဒါပေမဲ့အာယူကတော့သူတို့အဲ့လိုမခေါ်ဘူးနဲ့သူတို့တွေကလေးဝင်းထက်အသက်ငယ်သေးတာကိုရှင်းပြလိုက်ပါတယ်။လေးဝင်းကတော့အာယူကတွတ်တာကြောင့်လူကိုရင်းနှီးလွယ်စေတယ်လို့ပြောလိုက်ပါတယ်။ဒီထင်းကလည်းရှေးရက်ကလေးဝင်းတရားမျှတမှုကြောင့်သာမဟုတ်ရင်သူတို့နှစ်ယောက်ကအစိုးရတဲ့ကကြီးလိမ်နဲ့ရန်ဖြစ်ရတော့မှာကိုပြောပြနေပါတယ်။လေးဝင်းကတော့အဲ့လူဟာဂျင်းနှုံးလန်းကလက်ဝိစင်တိုင်းသမားကြီးလိမ်ပဲလို့ပြောပြလိုက်ပါတယ်။ ပြီးတော့ကြည်လင်ရဲ့အချင်းကဂလန်ဆန်နိုင်တာကြောင့်အိုက်ယူနဲ့တီထင်တို့ဘွေမြူဖို့ကိုလည်းသူကဝင်ပြောပေးနေပါတယ်။အိုက်ယူကတော့လေဝင်လက်လက်ဝေးစင်တိုင်းသမားဖြစ်ပေမဲ့သူတို့လိုမျိုးဆက်ဆံရေးကောင်းတာပဲလို့ပြန်ပြောလိုက်ပါတယ်။လေဝင်ကတော့လူရီနဲ့ဆက်ဆံတာလည်းရောညီတွေဖြစ်ဖို့ကတော့ပိုအေးကြီးတယ်လို့ပြောပြပါတယ်။လေဝင်ကတော့အိုက်တုံးကသာခိုင်ဖုံးရုံးတော့ရဲမှတ်တွေမလာရင်ကြည်လင်နဲ့ရန်ဖြစ်မှာမဟုတ်ကြောင်းရှင်းပြနေပါတယ်။အန်နာတော့တီထင်နဲ့လေဝင်ကိုခိုင်ဖုံးရောက်ဘူးလားလို့မေးလိုက်ပါတယ်။လေဝင်ကတော့ခိုင်ဖုံးကိုပထမဆုံးရောက်ဘူးလားဖြစ်လို့အခုပြင်ထွက်ပြီးတော့ရှောက်ကြည့်နေရဖြစ်ကြောင်းကိုပြောလိုက်ပါတယ်။ အားကြောင့်ခိုင်ဖုံမြို့မှာနေတဲ့အာယုန်နဲ့တီထင်းတို့လည်းလေမြုံကိုလိုက်ပြပေးဖို့ကမ်းလှမ်းလိုက်ပါတယ်။တပတ်မှတော့ပေါင်လူကြီးမင်းကကြီးလိန်ကိုလူတွေစစ်ဆေးနေတာပါ။အဲဒါမှတော့ထွက်သွားတဲ့ကြီးလိန်ကိုကြည့်ပြီးတော့ပေါင်လူကြီးမင်းလည်းအတွေးစားရင်နဲ့ကြံနေရစ်ခဲ့ပါတယ်။ပေါင်လူကြီးမင်းကတော့ကြီးလိန်ရဲ့ပင်ကိုဗီဇာကိုသွေးအေးပြီးတော့ရန်သူကိုပြန်တုံ့ပြန်တတ်တဲ့ဇာတ်ရှိတယ်လို့ဇာကုံးဆုံးပြောပါတယ်။ဇာကုံးဆုံးလည်းပေါင်လူကြီးမင်းတွေးထင်သလိုပဲထင်တာကြောင့်ကြီးလိန်ကနန်းတွင်းကလိုအပ်ချက်နဲ့မကိုက်လောက်ဘူးလို့ပြောလိုက်ပါတယ်။ဒါပေမဲ့ပေါင်လူကြီးမင်းကတော့အဲ့လိုမတွေးပဲစေတီတော်ဆိုတာစိုးသွမ်းမှာပဲလို့သုံးသပ်နေပါတယ်။ ။တက်ကြီးတစ်ခုလုံးရဲ့ရှေ့မှာနေပြီးတော့ရန်သူတက်ကိုဖြိုခွင်းရမှာဖြစ်လို့လူဝဲတာကကြီးလိန်လို့လူမျိုးပဲလို့ဘောင်လူကြီးမင်းကပြောပါတယ်။ဘောင်လူကြီးမင်းကတော့တန်ဖူးသာအခြေအနေကိုကြည့်ပြီးတော့ထိန်းချုပ်တတ်မယ်ဆိုရင်တော့အသုံးဝင်တယ်လို့ပြောပြပါတယ်။ဇာကွန်ဆိုတော့နန်းတွင်ကစစ်သူကြီးရွေးချယ်ရမှာလက်ရုံးရင်နှလုံးရင်နဲ့ပြေဆောင်နေမှာပဲဇာရိတ်တာလည်းကောင်းမွားမှာကြောင့်သူအေးပြီးတော့မကျင်နာတတ်တဲ့သူကိုမရွေးတင်ကြောင်သုံးသပ်နေပါတယ်။ဘောင်လူကြီးမင်းကတော့စစ်သူကြီးဆိုတာတရားမကပဲဂုံကျက်သေးရှိစစ်သူကြီး၊ကျင်နာတတ်တဲ့စစ်သူကြီး၊တတ်သိရှိတဲ့စစ်သူကြီး၊တံပါတဲ့စစ်သူကြီး၊ရီမန်းတဲ့ပြင်းထန်တဲ့စစ်သူကြီးဆိုပြီးတော့ အမျိုးအစားတွေအများကြီးရှိသလိုကောင်းကွက်တဲ့ဟာကွက်တွေဟာရှိပြီးသားပဲလို့ပြန်ရှင်းပြလိုက်ပါတယ်။အားကြောင့်စေတူကြီးပေးတဲ့အခါမှာမတူညီတဲ့အတွေးမြင်တွေကိုမပေါင်းစည်းနိုင်ဘူးဆိုရင်တော့နန်းတွေမှာလိုအပ်နေတဲ့တန်ဖိုးကိုဘယ်လိုလုပ်ရွေးနိုင်မလဲလို့ပေါင်လူကြီးမင်းကပြောပါတယ်။ပြီးတော့ဘသူ့ကိုခန့်ရမယ်ဆိုတာကလည်းပေါင်လူကြီးမင်းရောဆရာကုန်းဆိုရင်အခွင့်အာဏာထဲမှာမပါကြောင်းထပ်ပြောလိုက်ပါတယ်။ဒါတော့ဒီလက်ရွေးစင်တိုင်းသမားအယောက်30မှာနန်းတွေတတကယ်ကိုကန့်ညီတဲ့တိုင်းမညာရှင်6ယောက်ကိုရွေးထုံနိုင်ဖို့အတွက်ပဲပေါင်လူကြီးမင်းကမျှော်လင့်နေတာပါ။ဓမ္မမှာတော့လင်ဝင်ကအာယူတို့ပြောပြတဲ့ခိုင်ဖုံးမျိုးရဲ့အကြောင်းကိုကြားပြီးတော့သဘောကျတင်ခဲ့ပါတယ်။ အဲနောက်အာယူကသူတို့နှစ်ယောက်လင်ယူနဲ့အတူမျိုးရဲလိုက်ပြီးတော့ရှောက်ဘက်လဲပေးရမလားလို့မေးလိုက်ပါတယ်။လင်ကတော့အာယူတို့ပြောတာကိုနားထောင်ပြီးမလို့ရှောက်သွားစရာမလိုပါဘူးလို့ပြန်ပြောလိုက်ပါတယ်။လင်ကတော့သူကတိုင်းမညာဆောင်းမွဲကိုလာဖြေတာဖြစ်လို့ဆောင်းမွဲမပြီးခင်မှာစိတ်တွေပြန့်လွင့်မနေအောင်ဒေချာလေးပြင်ဆင်ထားရမယ်လို့ပြောလိုက်ပါတယ်။ဒီထင်ကတော့စိတ်ထဲမှာပြန်မသားနိုင်ပြောချင်ပေမဲ့ပြောမထွက်တာကြောင့်အာယူလည်းသူတို့မနှက်ဖြန်အခိုင်အဆိုင်ကိုထပ်လာမှာမလို့လင်ကိုစောင့်နေမယ်လို့ပြောလိုက်ပါတယ်။လင်ကတော့မနှက်ဖြန်မှာသူလူတွေဖြေရမှာဖြစ်လို့ဆောင်းမွဲဆောင်းကလည်းအပြင်ထွက်ခွင့်ကိုတားမြစ်ထားမှာလို့ပြောပြလိုက်ပါတယ်။ ပြီးတော့နောက်၃ရက်နေလဲလင်းတို့ဆောင်းပွဲကစတော့မှာဖြစ်တဲ့အတွက်ဆောင်းပွဲပြီးကံမကုံသိရင်ထပ်တွေးကြမယ်လို့ပြောလိုက်ပါတယ်။အနာမတော့တီထင်အား channel လမ်းဆောင်နေတယ်။လင်းဝင်းအကြောင်းကိုတွေးနေပါတယ်။ဒုနဲ့ဖေဖေသူရောက်လာပြီးတော့တီထင်ပါရီစဉ်းစားနေရလဲလို့မေးလိုက်ပါတယ်။တီထင်ကတော့အခုတော့အာယူနဲ့ရှောက်သွားနေရတာကအရန်ပြောဖို့ကောင်းလို့တွေးနေကြောင်းပြန်ပြောပါတယ်။ဖေဖေသူလည်းသူသမီးနဲ့တတ်တူရွယ်တူတကယ်ချင်းရဖို့ဆိုတာမလွယ်ဘူးပဲလို့ပြောလိုက်ပါတယ်။ဖေဖေသူကအာယူသာသမီးဖြစ်သူဘေးနားမှာရှိမယ်ဆိုရင်စိတ်ချတယ်လို့ပြောလိုက်တာပါ။အနာမတော့စစ်သူကြီးတီကပါဆန်နဲ့ပါရင်ကိုသူနဲ့တူလိုက်ခဲ့ဖို့အတွက် ကားစီပြားနှစ်ခုသွားယူထားပြီးတော့ဆောင်းပွဲဆောင်ခေါ်သွားခဲ့ပါတော့တယ်အားကြောင့်ဒီထင်းလဲသူ့ကိုဆောင်းပွဲဆောင်ခေါ်ပြီးတော့လိုက်ပြပါလားလို့အဖေပြည့်သူကိုတောင်းဆိုလိုက်ပါတယ်ဒီထင်းအားရိတိုင်းမင်နာရှင်ရဲ့တိုင်းမင်နာကိုကြည်ပူးကျင်တယ်လို့နဗူနစာလုံးနေတာပါဒါမဲ့အဖေပြည့်သူတီစစ်သူကြီးကတော့ဆောင်းပွဲအတွင်းမှာဆောင်းပွဲဆောင်ကတားမင်နေရဖြစ်တာကြောင့်မရဘူးလို့ပဲညင်းလိုက်ပါတယ်အားကြောင့်အဖေပြည့်သူစစ်သူကြီးတီကတော့မသက်ဆိုင်တဲ့သူတွေဆောင်းပွဲဆောင်ကိုကြိုက်လို့ဝင်ထွက်လို့မရဘူးလို့ပြောပြလိုက်ပါတယ်ဖေဖေသူကသူဟာအဓိကဆောင်းပွဲစစ်ဆေးမှုဆိုပေမဲ့စီးမြင်ကုန်ဖောက်ပြက်လို့မရဘူးလို့ထပ်ပြောပါတယ် ဒီထင်အားတော့သူတို့တိုင်းပြည်သားနဲ့သူ့ရဲ့တိုင်းပြည်သားရှင်းလိုက်ဘယ်လိုနေမလဲဆိုတာသိကျင်လာလို့ပြန်ပြောပါတယ်။အားကြောင့်တီလူကြီးမင်းကတော့ဆောင်းဝဲပြီးသွားရင်တမိဖြစ်သူဒီထင်းအတွက်အခွင့်အခုဖန်တီးပေးမယ်လို့ပြောလိုက်တော့တာပါ။အဲနောက်မှာတော့မာကိုင်းနဲ့ရှန်ကုန်းကျုံးကအကြောင်းပြန်လာအကြောင်းကြံကြောင်းအောင်ပြောပြနေပါတယ်။မာကန်းကလူတွေခွဲပြီးတော့လက်ဝေးစင်တိုင်းသမားအယောက်30နောက်ခံမိသားစုတွေကိုစုံစမ်းစစ်ဆေးနေတာဖြစ်ကြောင်းကြံကြောင်းအောင်ရှင်းပြပါတယ်။အားကြောင့်ကြံကြောင်းလဲဆောင်းဝဲမပြီးခင်မှာဂျာလာတစ်ခုထွက်လာမှာလို့ပြောပြလိုက်ပါတယ်။ပေါလုံကြီးမင်းကသူတို့နဲ့လူတွေမေးမြန်းတဲ့အခြေအနေကိုဆရာကုန်းဆောင်ကအသေးစိတ်မှတ်ထားပြီးကိုမှားလိုက်ပါတယ်။ ဘီအန်အော်တီစေသူကြီးကိုကားကျန်းအနေနဲ့ဖတ်ဖို့လွှဲပေးမှာဆိုတဲ့အကြောင်းဆရာကုန်းစုံပြောပါတယ်။အန်အောင်ကျန်းချောင်းလေးလက်ပေးစင်သားသမားအယောက်30ရဲ့သွာလာလှူရှားပုံတွေကိုသိအောင်လုပ်ဖို့စတင်ပြီးတော့လေးလာခိုင်းလိုက်ပါတယ်။အားကြောင့်ကျန်းချောင်းလေးလာပြီးရင်တိုင်းပြိုင်တဲ့အခါတေယုံမန်ကိုခွဲဖို့ခက်တဲ့ပြဿနာကိုအတော်လေးရုံနေသွားစီမယ်လို့ရှင်းပြပါတယ်။ဒါကြောင့်ကျန်းချောင်းလေးမနှက်ဖြန်ဆားလို့ဆောင်းမွေးဆောင်သွားပြီးတော့လေးလာလိုက်ပါမယ်လို့ပြန်ပြောလိုက်ပါတယ်။ဘာလို့ကြီးမင်းကတော့တိုင်းမညာရဲ့ဆောင်းမွေးကသူတို့ကိုတောင်းဝင်လွှဲပေးတာဖြစ်လို့ဒေတာပေါင်းစေသူကြီးတီကိုတခုတော့ပြန်တင်ပြရမယ်လို့ပြောပါတယ်။ အဲ့နောက်မှာတော့ဒီထင်းနဲ့တဏီကုံပြင်သွားနေတဲ့အာယူကိုကြံကြောင်းလေးမေးပါတယ်။အာယူကတော့မျိုးရဲရှောက်လေရတာဦတော်ရှစ်စီသွားတာတည်းဆိုင်ပိုကောင်းပါတယ်လို့ပြန်ပြောပြပါတယ်။ဆရာကုံဆိုလည်းဦတော်ရှစ်စီသွားရင်အာယူကမိန်းကလေးလိုဝေစားမှာစိုးလို့လို့ဝင်ပြောလိုက်ပါတယ်။အာယူကတော့ဆရာကုံဆိုကအလုံးရှုံးနေတဲ့သားနဲ့သူနဲ့ကြံကြောင်းပြောနေရတွေကိုအသေးချာကြားနေရတာပဲလို့ပြောလိုက်ပါတယ်။ဆရာကုံဆိုတော့ပေါလုကြီးမင်းနဲ့လည်းပြီးစဉ်တိုင်းသမားတွေလူတွေဖြေထားတာကိုမှတ်တမ်းလုပ်နေကြောင်းအာယူကိုပြောပြလိုက်ပါတယ်။အာယူကတော့သူကလည်းဆောင်းဝဲဆောင်ပေးဝင်ကြည့်ပါလားလို့တောင်းဆိုပြန်ပါတယ်။ ဇာကွန်ဆိုတော့အာယူကိုပြောဘူးသူလို့ပဲမိန်းကလေးတရားဆောင်ပွဲဆောင်တဲ့ဝင်းဝင်းမရှိပါဘူးလို့ပဲပြန်ပြောလိုက်ပါတယ်အာယူကတော့ယောက်ျားလေးလို့ဝင်သွားမယ်ပြောနေမယ်ဇာကွန်ဆိုကအာယူဘလို့ဒီပြဿနာရှာမလဲဆိုတာဘယ်သူသိနိုင်မှာလဲလို့ပြောလိုက်ပါတယ်အာယူကပြဿနာမရှာတာကိုကြိမ်ဆိုနေပြီးတော့ဇာကွန်ဆိုကိုလာကြည့်မယ်ဆိုရင်ရောရလားလို့မေးလိုက်ပါတယ်ဂျန်ကျောင်းတော့ဆောင်ပွဲဆောင်သွားမယ်ဆိုရင်ခါးတစ်စိပ်ပြားလိုတာကြောင့်အာယူကိစ္စရှိလို့သူတို့ကိုရှာမယ်ဆိုရင်တော့ဆောင်ပွဲဆောင်အပြေမှာပဲတွေးလို့ရမှာလို့ပြောလိုက်ပါတယ်အဲ့တော့မှတော့ဒီထင်အားအာယူကိုသူတို့အိမ်တော်ထဲကိုခေါ်လာခဲ့ပါတယ် အယူတယောက်တီချင်းစစ်တိုက်ထွက်ဝိတဲ့မျက်နှာဖုံးမြင်ပြီးတော့အံအောနေခဲ့ပါလေဒီထင်ကတော့အဲ့ဒီမျက်နှာဖုံးကရန်သူတွေမြင်အတော်လေးကြောက်ကြတာကြောင့်သူ့ဖေတိုက်ပွဲဝင်တိုင်းမှာဝိခဲ့တဲ့အကြောင်းကိုရှင်းပြလိုက်ပါလေအယူကတော့မျက်နှာဖုံးကိုကြည့်ပြီးတော့တိုက်ပွဲမှာရုတ်တရက်ကောက်ကျစ်သူဝင်လာရင်တေချာပေါင်းလန့်သွားမှာပဲလို့ပြောနေပါလေအဲ့ဒီချိန်မှာတီချင်းရောက်လာပြီးတော့အဲ့ဒီမျက်နှာဖုံးကသူ့ရဲ့ကောင်းလေးအယူကိုတော့မလန့်စီလောက်ပါဘူးလို့ပြောလိုက်ပါလေဒီချင်းကတော့အဲ့ဒီမျက်နှာဖုံးကသူနဲ့အတူရှိလာတာနှစ်ပေါင်း20ရှိဖြစ်ပြီးမျက်နှာဖုံးသာမရှိတော့ရင်တိုက်ပွဲမှာဘလို့လိုက်လုံးညီထွေအောင်လုံနိုင်မလဲမတိချောင်းကိုပြောပြနေပါလေ စေသူတီကတော့အယူကသမီးဖြစ်သူရဲ့တန်ငယ်ချင်းဖြစ်လို့အင်ကိုအချိန်မွေးလာတာကိုလက်ခံပါတယ်လို့ပြောလိုက်ပါတယ်။အနောက်တော့စေသူတီကဥယီတော်ရှင်းနဲ့ရေးကြီးဆွေးနွေးကြရှိတာကြောင့်ပါဆန်ပိုင်းကိုအင်တော်မှာထားခဲ့ပြီးအယူကိုဧည့်ခံမှုမှာသွားခဲ့ပါတယ်။အယူလည်းစေသူတီကဖော်ရတာပဲလို့ပြောလိုက်တာကြောင့်ဒီထင်ကတော့သူ့ဖေဟာတိုက်ပွဲမှာရန်သူတွေကိုရှင်းလင်းရင်ဒီလိုမဟုတ်ဘူးလို့ပြောပြလိုက်ပါတယ်။တပတ်မှာတော့ဥယီတော်ကတီထင်အယူကိုခေါ်လာတော့ကအယူကယဉ်ကျေးမှုပိုင်းနေတိတ်မသိတတ်ပေမဲ့ယူသားဖြောင်းမှတ်တယ်လို့ပြောနေပါတယ်။ ပြီးတော့ဒီထင်တဲ့ကလည်းဗီဇာချင်းတိတ်မကွာတာကြောင့်ရင်းနှီးတဲ့တငယ်ချင်းတွေဖြစ်လာမှာလို့ဦးတော်ကပြောနေရပါဒါပေမဲ့တီချင်အတော်ကတော့အာယူရောတီထင်ရောဘာလို့ယောက်ျားလေးတွေဝေစားတာကိုကြိုက်ကြလဲဆိုတာစဉ်းစားမရဖြစ်နေပါလေတီချင်ကတော့တီထင်အစဉ်ပြေနေရရင်မလို့ဂျန်တဲ့ကိစ္စတွေကတော့တီထင်သဘောပါပဲလို့ပြောလိုက်တာပါအတော်ဖြစ်သူကတော့တီထင်ဟာတိုင်းပညာရဲ့မှာအစင်တရတဲ့သူကိုလက်ထပ်မှာဖြစ်လို့သူသဘောတိုင်းပေးလို့လို့မဖြစ်ကြောင်းပြောလိုက်ပါလေဒီချင်းကဘဝတစ်ဝက်လောက်ကိုလှည့်လည်သွားလာနေတာကြောင့်ဒီထင်းရဲ့အမိခံစားမှုတွေဒုက္ခတွေခက်ခဲတွေကိုနားမလဲတာလားလို့အမားဖြစ်သူကမေးလိုက်ပါလေ ဦးဦးတော်ကတော့မလို့ဘူးနဲ့ကလေးပြာသူကံတွေနဲ့သူလာတာဖြစ်လို့အချင်းတွေကြံသေးတောင်းကိုပြောလိုက်ပါတယ်အဲ့နောက်မှာတော့ဦးတော်ကသူနဲ့တီချင်းနန်းဝင်းရကိစ္စဆွေးနွေးမှာဖြစ်လို့ဒီချင်းအားတို့ကိုနားယူခိုင်းလိုက်တာပါသူနဲ့ဦးတော်ကဆောင်းပွဲလာဖြေတဲ့လက်ပေးစင်တိုင်းသမားတွေအကြောင်းကိုပြောပါတယ်ဒီထင်ကတိုင်းမညာရဲ့အစင်တေးရသူနဲ့လက်ထပ်ချင်တာကြောင့်တင်းတော်တဲ့သူများရှိမလားလို့ဦးတော်ကကြည့်ခိုင်းနေတာပါအဲ့နောက်ဒီထင်ကဆောင်းပွဲဆောင်ကိုသွားကြည့်ခြင်းပေမဲ့အဖေဖေးသူကခွင့်မပြုကြောင်းအိုက်ကိုပြောပြပါတယ်အိုက်ကလည်းကြည်ကျင်လုံးပေမဲ့ခိုင်ဖွားလူတွေကသူ့ကိုပေးမသွားတာကြောင့်စိတ်ရှုပ်နေကြတာပါ ဒရုန်းများကတိုင်းပညာရေးဆောင်ပွဲနဲ့ဂျုံမို့မလွယ်တာကြောင့်အဖေဖေးသူကအဓိကဆောင်ပွဲစစ်ဆေးရာရှိဖြစ်ပြီးတော့ပေါင်လူကြီးမင်းကတော့လက်ထောက်စစ်ဆေးရာရှိဖြစ်နေချိန်မှာသူတို့သွားလို့မရတာကိုစိတ်ညစ်နေခဲ့ကြပါတယ်။အန်နောက် အာယူကခါရစီပြားရှိဝင်လို့ရတဲ့အတွက်ဒရုန်းများမှာမရှိပေမဲ့ဘာရှန်နဲ့ပိုင်းစီမှာရှိနေလို့ဒိုဒိုလေးပြောလိုက်ပါတော့တယ်။ဒီထင်ကတော့ဘာရှန်နဲ့ပိုင်းကတစိပြားကိုမငှားနိုင်တာကြောင့်အာယူကအတင်းယူဖို့တိုက်တွန်းလိုက်ပါတယ်။အန်နောက်မှာတော့ဘာရှန်နဲ့ပိုင်းကိုဒီထင်ကဒိုဒိုလေးသွားပြောလိုက်ပြီးတစိပြားအတွက်ညံစင်ပါတော့တယ်။ ဓမ္မမှာတော့ဟဲဒုံးလန်းကလယ်ဝေးစင်တိုင်းသမားလင်းညွင်ဟာပေါင်လူကြီးမင်းစီမှာလူတွေဆေးဆေးဖြေနေရပါပြီ။ဇာကွန်ဆောင်းလင်းညွင်ရဲ့ပုံတရံနဲ့ဖြေးဆိုပုံကြည့်ပြီးတော့သဘောကျနေပါလိမ့်။ဓမ္မမှာတော့အာယူနဲ့တီတင်တို့ဟာဇောင်းဝဲဆောင်တွင်းကိုဝင်လို့ရသွားခဲ့ကြပါလိမ့်။ဒီထင်ကတော့ဘားဆန်နဲ့ပိုင်းကအဖေဖြစ်သူဟာသိရင်ကြီးလေးတဲ့အဖြစ်တန်ခံဖို့ဒုက္ခများလောက်တယ်လို့ပြောလိုက်ပါလိမ့်။အာယူကတော့သူတို့ကလူရှာပြီးတာနဲ့တစိပြားကိုပြန်ပေးမှာမလို့ဘာမှဖြစ်တော့ပါဘူးလို့ပြောနေပါလိမ့်။အာယူကတော့ဒီထဲဝင်ပြီးတော့ဝင်ကြည့်အောင်နေမှာကပဲလင်းညွင်ကိုလာရှာတာပါ။အာယူကတော့ဒီထင်သာသူ့ကိုတငယ်ချင်းလို့တတ်မှန် သူ့အမှန်တိုင်းပြောဖို့မေးပါရင်ဒီထင်လဲတကယ်တမ်းတော့ဆောင်းပွဲမတိုင်ခင်မှာလင်းရင်းကိုစကားနည်းနည်းပြောချင်နေတာပါအားကြောင့်ဒီထင်လဲဒီလောက်ကြီးတဲ့ဆောင်းပွဲဆောင်မှာလင်းရင်းကိုဘလို့ရှားမလဲစဉ်းစားနေပါရင်ဒါကြောင့်အယုန်နဲ့ဒီထင်လဲတခန်းချင်းလိုက်ရှာဖို့ဆုံးဖြတ်လိုက်ပါရင်အဲ့တော့မှစစ်သူကြီးတယောက်နဲ့စုံနာကြောင့်သူတို့နှစ်ယောက်ကိုခါးတစ်စိပြားထုတ်ပြခိုင်းပါရင်စစ်သူကြီးလဲတစ်စိပြားကြည့်ပြီးတော့သူတို့နှစ်ယောက်ဟာဈေးဦးစီးမှုအိမ်တော်ကပါဆန်နဲ့ပါဟင်လားလို့မေးလိုက်ပါရင်အားကြောင့်စစ်သူကြီးလဲယုံသွားပြီးတော့သူတို့ကိုသွားခွင့်ပေးလိုက်ပါရင်ဒါပေမဲ့ဒီထင်နဲ့အယုန်တို့ကကြံကြောင်းထဲမှာတဲတဲသွားပြီးတော့ဒိုးပါတော့တယ် အဲ့တော့ကြံကြောင်းသူတို့နှစ်ယောက်တစိပြားခိုးပြီးတော့ဆောင်းပွဲတောင်ထဲဝင်တာဘာလို့ပူလဲလို့မေးလိုက်ပါတယ်ပြီးတော့ဒီအကြံဘသူထုတ်တာလဲလို့ကြံကြောင်းကထပ်မေးပါတယ်ဒီထင်လဲသူဝင်ကြည့်နေတာကြောင့်ပါရှန်ပိုင်းကိုခါးတစိပြားငှားခိုင်းလိုက်ကြောင်ဝင်ပြီးတော့ပြောပါတယ်အာယူကတော့အကြံသူထုတ်တာဘာလို့ပြောတာကြောင်ကြံကြောင်းကပေါင်လူကြီးမင်းကိုရှာပြီးတော့ဘသူအမှန်လဲစစ်ဆေးခိုင်းမယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့အာယူကပေါင်လူကြီးမင်းကိုမပြောဖို့တားနေရကြောင်ကြံကြောင်းလည်းအာယူအကြံမန်းကိုတီးသွားခဲ့ပါတော့တယ်ဒီထင်လဲအာယူကိုအပြည့်မတင်ဖို့နဲ့သူကိုယ်တိုင်ရန်ကိုဝင်ကြည့်နေတာကြောင်အကြံထုတ်ခိုင်းလိုက်တာဘာလို့ပြောလိုက်ပါတယ် ကြံကြောင်းတော့သူတို့နှစ်ယောက်စလုံးကိုဝင်လာတဲ့အကြောင်းပြချက်မေးပေမယ့်နှစ်ယောက်စလုံးကဖြေမရဖြစ်နေခဲ့တာပါအဲနောက်တော့ဒီထင်ရလက်ဝေးစင်တိုင်းသမားတယောက်ကိုတွေ့ကျင်တာကြောင့်အိုက်ယူဟာသူနဲ့ဖော်လိုက်ခဲ့ပေးတာပါလို့ဝင်ခံလိုက်ပါတော့တယ်အဲကြောင့်အိုက်ယူလည်းလက်ဝေးစင်တိုင်းသမားနာမည်ကလီမြင်ဖြစ်ပြီးတော့ရှေ့ရက်လောက်ကမှခင်မင်ခဲ့တဲ့အကြောင်းကိုဝင်ခံပြောပြလိုက်ပါတယ်အဲနောက်တော့အိုက်ယူနဲ့တီထင်တို့ခါးတစိပ်ပြားတွေကိုပါရှန်နဲ့ပါဟိုင်ကိုချက်ချင်းပြန်ပေးဖို့ကြံကြောင်းကိုမှားလိုက်ပါတယ်ပြီးတော့ကြံကြောင်းကသူအိုက်ယူနဲ့တီထင်ကိုမတွေ့ခဲ့ဘူးလို့သဘောထားပေးမယ်လို့လျှော်ပေးလိုက်တာပါကြံကြောင်းလည်းလူရင်ကပေါင်လူချင်းလေးလူတွေစစ်ဆေးတာဖြေနေရာကြောင့် ထွက်လာမှအာယူနဲ့တည်ထင်လာသွားတဲ့ကြောင်းသူပြောပေးမယ်လို့ပါပြောခဲ့ပါတယ်။အဲဒါမှာရုရှားကုန်းဆောင်ကလင်ရွေးအကျင့်ဗီဇာဟာရှေ့အတုံးကတွေးခဲ့တဲ့လက်ဝိစင်တိုင်းသမားတွေထဲမှာအကောင်းဆုံးပဲလို့သုံးသပ်နေပါတယ်။ပေါင်လူကြီးမင်းကတော့လင်ရွေးကပွင့်လင်းပေမဲ့တခါတည်းမှာတစ်ခုခုစိတ်ပူနေတယ်လို့မျိုးဖြစ်နေတယ်လို့ပြောလိုက်ပါတယ်။လင်ရွေးကစကားပြောတာမျှတပြီးတော့တတိမထားမိတဲ့အတွင်းမှာအေးဆက်မှုတွေကပေါ်ပေါ်လာတာကြောင့်လင်ရွေးကအပြင်ပိုင်းမှာမြင်နေရတယ်လို့မျိုးမယိုးရှင်းမအောင်တော့ကြောက်ရတယ်လို့ပေါင်လူကြီးမင်းကသုံးသပ်နေတာပါ။ရှားကုန်းဆောင်ကလင်ရွေးကမိဘတွေစုံတော့တကိုယ်တည်းနေခဲ့တဲ့ပြင် အဝေးရောက်ဆွေမျိုးတော်မှမရှိတာကြောင့်ဒီကိစ္စတွေကအတွင်းစိတ်ထဲမှာဖုံးကွယ်ထားတာကိုဖြစ်စေပြီးတော့အေးဆက်မှုရဲ့အကြောင်းရင်းဖြစ်နိုင်ပါတယ်လို့သုံးသပ်နေပါတယ်။ဘောင်လကြီးမင်းကတော့တကယ်လို့သာဒီအကြောင်းရင်းကြောင့်ဖြစ်ပြီးတော့တခြားဖုံးကွယ်ထားတာသာမရှိရင်တော့လင်းရင်အကျင့်ဗီဇာကတခြားသူတွေထက်အများကြီးတာနေတယ်လို့သုံးသပ်လိုက်ပါတယ်။ဇာကုန်းစွားတဲ့လင်းရင်အတိုင်းမင်းကတခြားလက်ဝေးစင်အတိုင်းသမားတွေထက်ကျော်လွန်နိုင်မယ်ဆိုရင်တော့နန်းရင်းကအနည်းဆုံးတောင်ရင်တက်တဲ့တန်မှုတစ်ယောက်ရလိုက်မှာလို့ပြောနေပါတယ်။အဲဒါဘောင်လကြီးမင်းကတော့ကြံကြောင်းစုံစမ်းလာမယ်။လင်းရင်နောက်ခံမိသားစုအခြေအနေကဘယ်လိုဖြစ်လာမလဲဆိုတာကြည့်ရမယ်လို့ပြောပါတယ်။ အဲ့နမှာတော့ကြံကြောင်းကလေရင်းကိုစကားပြောတာရှိလာတော့ခေါ်တွေ့ပါလေ။လေရင်းကတော့ဆောင်းပွဲဆောင်းအောင်သူတို့ကိုလက်ဝိစင်တိုင်းသမားတွေကိုစစ်စေးရာရှိတွေနဲ့မိတ်ဆက်ပေးပြီးသားမလို့ကြံကြောင်းရဲ့ရုံးတော်အဝတ်ကိုတေချာမှတ်မိနေတာပါ။ကြံကြောင်းကတော့လေရင်းကိုရှားတာပုံကိုကိစ္စပဲလို့ပြောလိုက်တာကြောင့်လေရင်းလည်းအံ့ဩနေရပါလေ။ပြီးတော့ကြံကြောင်းကအာယူနဲ့ဒီလုံကိုမှတ်မိလားလို့လေရင်းကိုမေးလိုက်ပါလေ။လေရင်းကတော့အာယူနဲ့ဒီညီလုံလေးတွေကသူနဲ့တိတာမကြသေးဘူးလို့ပြန်ဖြေပါလေ။ကြံကြောင်းလည်းအဲ့နောက်ကသူ့တငယ်ချင်းတွေပါလို့ပြောပြလိုက်ပါလေ။ဒါမဲ့ဆောင်းပွဲဆောင်းကအပြင်လူတွေဝင်ထွက်သွားလာတာကိုတားမိထားတာကြောင့် လင်ရင်းကိုအာယူနဲ့ဒီလုံလာကြည့်နေတော့ညင်းလွန်လိုက်တဲ့ကြောင့်ကျန်ကြောင်းကပြောပြလိုက်ပါတယ်။ကျန်ကြောင်းကသူတေချာပြောလို့ရတာဟာဒီလုံကမိန်ကလေးပဲလို့ပြောလိုက်ပါတော့တယ်။ပြီးတော့ကျန်ကြောင်းကလင်ရင်းကိုစောင်းမွဲဖြေဖို့စိတ်နှိပ်ပြီးတော့ပြင်ဆင်ခိုင်းလိုက်ပြီးနောက်ဆိုရင်တေချာဘောက်ပြန်တွေးဖို့အခွင့်အရေးချသေးတာပဲလို့ပြောပြခဲ့ပါတယ်။ဒါတော့ကျန်ကြောင်းကဒါလင်ရင်းတို့အနောက်ဆက်ဖြစ်မဖြစ်ကတော့သူနဲ့မဆိုင်တော့ဘူးလို့ပြောပြီးတော့ထွက်သွားခဲ့ပါတော့တယ်။အဲနောက်မှာတော့အာယူနဲ့တီထင်တို့ကကြောက်စင်းပြားတွေကိုဘာဆန်နဲ့ပိုင်းလက်ထဲကိုပြန်ထည့်ပေးလိုက်ပါတယ်။ဘာဆန်နဲ့ပိုင်းတို့ကတော့သူတို့မမလေးမြန်မြန်ရောက်လာတာကြည့်ပြီးတော့အံ့ဩနေပါတယ်။ ဲဒါမှမဟုတ်ဒီထင်ကတို့ကြောက်စင်းများငားတဲ့ကိစ္စနဲ့ဆောင်းဝဲဆောင်တဲ့ခိုးဝင်သွားတဲ့ကိစ္စတွေဘယ်သူမှမပြောဘူးဘာဆန်နဲ့ဘိုင်းတို့ကိုမှားလိုက်ပါလေဘာဆန်နဲ့ဘိုင်းတို့ကလည်းတီထင်ဆိုရင်ရန်ကိုကြောက်တာကြောင့်ဘယ်သူမှပြန်မပြောဘူးဟာသေးချာနေပါလေတကယ်လို့ဒီကိစ္စကသာစစ်သူကြီးတီတိသွားရင်တော့တို့အရင်ပြပေးပါမလို့ပိုးလို့တောင်မပြောရဲကြပါဘူးအာယူကတော့တို့မမလေးပြင်သွားတာလှုပ်ဝက်တောင်မှရှိတာကြောင့်ပြောပြလို့မဖြစ်ဘူးလို့ဘာဆန်နဲ့ဘိုင်းကိုထပ်ပြောလိုက်ပါလေတို့နဲ့တီထင်လဲအာယူနဲ့စကားပြောမှဖြစ်တဲ့အတွက်တို့ညီကိုနှောက်ကိုသွားခိုင်းလိုက်ပါလေ ဒီတရားတော့တို့ညောင်ရဲ့လူဝတ်တောင်ကဘာများလဲလို့ပြန်မေးနေပါတယ်။အာယူကတော့သူလျှောက်ပြောလိုက်တာကိုတီထင်ရပါယုံနေတာကြောင့်သဘောကျနေခဲ့ပါတော့တယ်။အဲနောက်ကြံကြောင်းတို့ကိုတွေ့တဲ့အချိန်ပေါင်လူကြီးမင်းကုန်များပြန်ပြောလိုက်လိမ့်မလားလို့တီထင်ကတွေးနေခဲ့တာပါ။အာယူကတော့ကြံကြောင်းကအရန်ကိုသစ္စာရှိတဲ့အတွက်ဒီလိုကိစ္စမျိုးပြန်မပြောလောက်ဘူးလို့ပဲပြောနေခဲ့ပါလိမ့်။ဒါပေမဲ့တေချာရာကတော့တီထင်ဆောင်ပွဲဆောင်ကိုသွားတဲ့ကိစ္စလင်းမင်းကိုတော့ပြောပြလောက်တယ်လို့အာယူကပြောလိုက်တာပါ။အာယူကတော့သူငယ်ချင်းတီထင်လင်းမင်းပေါ်မှာခံစားချက်တွေပိုရှိလာနေပြီလားလို့မေးလိုက်ပါတယ်။ ဒီထင်ကတော့အယူကိုခေါင်းချုပ်စေချင်တာကြောင့်ဖြည်းဖြည်းချင်းစီသာခံမှန်းနေဖို့ပြောပြီးတော့ထွက်ပြေးသွားပါတော့တယ်။တဖက်မှာတော့လင်ဝင်ကသူ့ရဲ့လှန်ကိုတန်ရှင်းလုံနေနဲ့တခုခုကိုနဲ့နဲ့တွေးနေခဲ့ပါတယ်။တဖက်မှာတော့ဦးကြီးတော်ရှိကဒီချင်းကရုတ်တရက်ဆစ်ဆေးမှုယာတုတိုးသွားတဲ့ပြင်တိုင်းပညာဆောင်ပွဲကိုပါကျင်းပလိုက်တာကြောင့်နန်းတွေမှာကောလာလာတွေအစားပြုလာစေတာကလည်းရှောင်လွှဲလို့မရအကြောင်းကိုပြောနေပါတယ်။ဦးကြီးတော်ရှိကတော့ဒီချင်းနေနဲ့သူ့ရဲ့အမူအရာတွေကိုမင်းကြီးရဲ့ရှိမှဖော်ပြသင့်တယ်လို့ကြံပေးနေပါတယ်။ဒီချင်းကတော့သူ့အနေနဲ့လည်းဒီတန်းနဲ့နေနေတာဖြစ်လို့ဒါတော့ဒီလို့ဖို့လိုအပ်လားလို့မေးလိုက်တာပါ။ အာတောင်ဤတော်ရှိကတော့ဒီချင်းစစ်တီတော်တွေနဲ့တိုက်ပွဲဝင်တာကိုဘယ်သူမှမရှင်းနိုင်ပေမဲ့အကြာရှိတွေရှိမှောက်မှာဆိုတော့ကိုကိုဘယ်လိုကာကွယ်ရမလဲဆိုတာမသိဘူးလို့ပြောပြနေပါတယ်။ဒါတောင်ဤတော်ရှိကနန်းတွင်အမတ်တွေဘယ်လိုတွေးလဲဆိုတာအရှင်မင်းကြီးဘယ်လိုတွေးလဲဆိုတာကပို့ပြီးတော့ရေးကြည့်တယ်လို့ကြံပေးလိုက်ပါတယ်။ဦးတော်ရှိကတော့အရှင်မင်းကြီးနဲ့ဆက်ဆံရတာကကြားရကောင်နဲ့ဆက်ဆံရတယ်လို့ပဲလို့ပြောလိုက်ပါတယ်။ဒါတောင်အရှင်မင်းကြီးကဒီချင်းပေါ်ဘယ်လောက်ပဲယုံကြည်နေပါစေကိုကိုကိုကာကွယ်တတ်ဖို့တော့ပြင်ဆင်ထားရမယ်လို့ဦးတော်ရှိကအကြံပေးလိုက်တာပါ။ ဦးတော်ရှိကအရှိန်မင်းကြီးကြီးပင်းလာပြီးတဲ့နောက်မှာကိုစားအုပ်ချုပ်သူနေရာကနေနားယူလိုက်ပြီးအဲ့ချိန်ကလေးကနန်းတွင်းကြီးရာတွေဝင်မပါပြစ်တော့တာကြောင့်ပြောပြပါလိမ့်ဦးတော်ရှိကအဲ့လိုဝင်မပါတာဟာကိုအသက်ကိုကာကွယ်နေတာပဲလို့ပြောလိုက်ပါလိမ့်ဒီချင်းကတော့ဦးတော်ရှိကအရှိန်မင်းအသက်ကိုကယ်တင်ခဲ့ဘူးလို့ဦးလေးတော်အရင်လဲဖြစ်နေတဲ့သားနဲ့ဘာကြောင့်လဲလို့မေးလိုက်ပါလိမ့်ဦးတော်ကတော့အရှိန်မင်းကြီးနေရာကိုသာအကျိုးတရားလာမယ်ဆိုရင်ညီကိုရင်းတွေဖြစ်နေတော့မှမသိမမျှဖြစ်လာမှာပဲလို့ပြောလိုက်ပါလိမ့်ဒါကြောင့်ရှိခင်မင်းဆက်တွေမှာအရှိန်မင်းကြီးနေရာအတွက်နဲ့ညီကိုတွေချင်းချင်းတော့မှမသိမမျှဖြစ်တာတွေအများကြီးပဲလို့ ဦတော်ရှိကပြောပြလိုက်ပါတယ်ဦတော်ကတော့တကယ်လို့တီချင်းလဲကြောင်မျိုးရိုးဆိုရင်တော့ရှောင်းလွဲလို့မရနိုင်ဘူးလို့ပြောလိုက်တာပါအဲတောင်တီချင်းလဲဦတော်ဟာအရှင်မင်းကြီးရှိမှကောလာလာတွေကိုကိုတိုင်ဖြည့်ရှင်းစေခြင်းနေမှကိုနားလေသွားပါတော့တယ်ဒါပေမဲ့ဦတော်ကတီချင်းတယောက်ထင်းနဲ့ရှင်မင်းကြီးကိုသွားတွေးလို့မဖြစ်တာကြောင့်ဒေတာပေါက်လူတယောက်နဲ့တိုင်မင်းပြီးတော့မှအတူတကွမင်းကြီးကိုတွေးစေခြင်းတာပါအဲအတွက်ဦတော်ရှိကတော့အတိုင်မင်းငယ်အမတ်ချုပ်ကြီးဝိုင်ယန်လင်နဲ့တီချင်းကိုတွေးစေခြင်းနေပါတယ်ဒီနောက်မှတော့တီချင်းဟာအမတ်ချုပ်ကြီးဝိုင်ယန်တိုင်မင်းညာဆောင်းပွဲကိုခဏရန်နာထားဖို့တိုင်မင်းနေပါတယ် အနာကတော့ဒီချင်းကကောလာဟလာတွေကိုမတားမြင်နိုင်တော့ရက်သားမှဖြစ်လိမ့်မယ်လို့အကြံပေးလိုက်တာပါဒီလိုမှမဟုတ်ရင်တော့တံမှုတယောက်ကိုမွေးထုတ်ပေးနိုင်တယ်ဆိုရင်တော့မှတရားမျှတမှုမရှိလို့ဆိုပြီးတော့နေရာကောင်းမပေးတော့ကြောင်းမတ်ချုပ်ကြီးဝမ်ကိုတင်ပြနေပါတယ်အဲတော့မတ်ချုပ်ကြီးဝမ်လည်းကောလာဟလာတွေကတာမင်နာဆောင်ပွဲကဒီစစ်သူကြီးရဲ့တကူတော်အင်အားဖြည့်တင်းမှုကျင်းပတာဖြစ်ကြောင်းကြားနေတယ်လို့ပြန်ပြောလိုက်ပါတယ်ဒီချင်းကတော့ဒီကောလာဟလာတွေကိုရှင်မင်းကြီးသာယုံသွားရင်သူဖြည့်ရှင်းလို့မရနိုင်လို့ပြောပြလိုက်ပါတယ်မတ်ချုပ်ကြီးဝမ်ကတော့မင်းကြီးကတီချင်းကိုယုံလုံးလို့ စီမင်းကိုတောင်ချိုးပေါက်ပြီးတော့ဈေးဦးစီးမှုနေနဲ့ယာတူတိုးပေးခဲ့တာဖြစ်ကြောင်းပြောပြလိုက်ပါတယ်ဒီချင်းကတော့ရှေမင်းကြီးကသာသူ့ဘော်ဖြစ်နေတန်တရားတွေကိုမဖြေရှင်းပေးနိုင်မှုဆိုရင်တော့တိုင်းမင်းသားရဲ့ဆောင်ပွဲကိုမကျင်းပရင်လည်းထားလိုက်ပါတော့လို့ပြောလိုက်ပါတယ်ဒါကြောင့်ဒီချင်းလည်းအမတ်ထုတ်ကြီးဝမ်းအကြံပေးမှုကြောင့်နှစ်ယောက်တူနန်းရင်းနဲ့ဝင်ပြီးတော့ရှောက်တင်ပါတော့တယ်အဲနောက်မှာတော့မင်းကြီးကလည်းမတ်ထုတ်ကြီးဝမ်းကိုကောလာလာတွေစုံစမ်းမှုနဲ့ဒီချင်းကိုအပြစ်မဲ့ကြောင်ပြန်လုခိုင်းပါတယ်မတ်ထုတ်ကြီးဝမ်းကတော့သူတို့အခုလိုလာရှောက်တင်တာရှေမင်းကြီးရှိမှအာမခံချက်ထားချင်တာကြောင့်ဖြစ်ကြောင်းကိုပြောပြပါတယ် မင်းကြီးကတော့ဒီချင်းကိုယုံပြီးသားမလို့တိတ်ပြီးတော့ညုံညင်မှုမရှိပါဘူး။ဒါမှမဟုတ်ဆောင်းမွဲဖြေဖို့ကအချိန်၃ရက်သာလိုတော့တဲ့အတွက်နကူတတ်မှတ်ထားသလိုပဲဆက်ပြီးတော့စီစဉ်ကြဖို့မင်းကြီးကမှားလိုက်ပါတယ်။မင်းကြီးကမနဲ့ညီလာခံမှာညီလာခံအဆောင်မှာကောလာလာတွေကိုရှင်းပြဖို့ဂျိန်းနာမယ်လို့လည်းပြောလိုက်တာပါ။အဲနောက်မှာတော့မနဲ့ညီလာခံမှာမင်းကြီးကနန်းရီရဲ့စီအင်အားကြီးမအောင်တံမူးတွေကိုစူးစီးဖို့ဒါမှမဟုတ်ဆောင်းမွဲကျင်းပခိုင်းတဲ့အကြောင်းတွေကိုပြောပြနေခဲ့ပါတယ်။မင်းကြီးကထွက်လာတဲ့ကောလာလာတွေကသူ့မိန့်ကိုပုံကန်ုံနေမှာကပဲအမှုဒန်းတွေနဲ့နန်းရီအမတ်တွေကြားကအချင်းချင်းယုံကြည်မှုသွေးခွဲနေတာလို့ပြောလိုက်ပါတယ်။ အားကြောင့်မင်းကြီးကတိုင်းပညာဆောင်ပွဲပေါ်မှာနောက်ကွယ်ရနေမဟုတ်မမှန်တဲ့ဇကားတွေကိုလွှင့်သူမှန်သမျှမင်းကြီးကိုလိန်လယ်မှုတိုင်းပြည်တည်ဆောက်ဖောက်မှုနဲ့ကြီးလေးတဲ့ပြစ်ဒဏ်နဲ့စီရင်ချက်ကိုခံရမယ်လို့ညီလာခံမှာကြေညာလိုက်ပါတယ်။အနမရဆရာကုန်းဆောင်ကဆောင်ပွဲမှာမကြာခင်မှာစားတော့မှာဖြစ်လို့ရုံးတော်ကိုစောင်းချဖို့အတွက်ဂျန်လုံးကျောက်ကိုအပ်ထားလိုက်ပါတယ်။အာယူကတော့တီထိန်အင်ကိုသွားမယ်လို့ချိန်ထားကြအောင်ဂျန်ကြောင့်သူကိစ္စကိုမပြောခင်ထွက်သွားခဲ့ပါတော့တယ်။ဆရာကုန်းဆောင်ကတော့အာယူနဲ့ဂျန်ကြောင့်ကိုကြည့်ပြီးတော့ဆောင်ပွဲဆောင်မှာအာယူနဲ့တွေ့ခဲ့မှန်ကိုရိပ်မိသွားပါတယ်။ ကျန်တော့အခမ်းအနတော်ပြီးတော့မသိတာမရှိတဲ့ဆရာကုန်းစုံကြောင့်နောက်ဆိုရင်နေတော်မနေရဲတော့လို့ပြောရင်းနဲ့သဘောတူကြနေကြတာပါဒါဆိုရင်မကြခင်မှာတိုင်းပြည်သားရဲ့ဆောင်းပွဲကြီးကလည်းစတင်တော့မှာဖြစ်လို့ဘာလို့ဆက်ဖြစ်လာမလဲဆိုတော့နောက်ပိုင်းမှာဆက်ကြည့်အောင်ပါခင်ဗျာဟုတ်ကဲ့ပါဒီနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲနောက်နေ့မှလည်းပြည်သူ့ပြည်ရှင်ပေါအောင်ချင်းဇလန်တွေအပိုင်းဆက်များဆက်ပြီးတော့ရှိနေဦးမှာဖြစ်ပါတယ် ီဘိုင်းမှာလည်းဇက်ရှင်ကတက်လာပြီမဲ့အခုထိဘာမှတော့ရုပ်သေးသေးဖြစ်စရာအမှုကိစ္စလည်းမတွေ့သေးတာကြောင့်ဘယ်လိုမျိုးများဝုန်းနေပေါ်လာမလဲဆိုတာဆက်ပြီးတော့စောင့်ကြည့်အောင်ပါအဲ့တော့ channel subscribe လုပ်ဘေးနာကောင်းအောင်နှိပ်ပြီးတော့စောင့်ကြည့်ပေးကြပါဦးဒီဒီမှာအစားဆုံး live ပါကြည့်ရှုအားပေးခဲ့တဲ့ချိန်ပေးခဲ့တဲ့ဘောရောက်တယောက်ချင်းနိုင်ကျေးဇူးတူပဲတင်ရှိပါရယ်မကောင်းတာလုပ်တဲ့ကောင်းလေးမှန်သမျှမိုးနှမင်းဒဏ်ခတ်ပါစေဗျာကျွန်တော်အန့်ခင်မှုပါ